တနိုင်ငံလုံးအပြစ်ခတ်ရက်စဲရေးစာချုပ်ပါအချက်တွေအားလုံးကိုအစိုးရနဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေသဘောတူညီမှုရရှိသွားတဲ့သတင်းကိုတင်ဆက်ပေးမှာပါမျိုးစော်လင်းကသတင်းပေးပို့ထားပါတယ်ခင်ဗျာသတင်းဒီဘက်ကြာရင်နားထားတဲ့မြောင်းညီနေရေးပေါ်သွားရေးလုပ်ငန်းကော်မတီ UPDC နဲ့တိုင်းသားတွေရဲ့ခုနှစ်ကျင်းမြောက်တနိုင်ငံလုံးအပြစ်ခတ်ရက်စဲရေးစာချုပ်မူကြမ်း NCA ဆွေးနွေးပွဲကိုဒီကနေ့မက်စ30ရက်နေ့မှာပြန်လည်စတင်ခဲ့ရာစာချုပ်ထဲမှာပါတဲ့အချက်တွေအားလုံးသဘောတူညီမှုရရှိခဲ့ပါတယ်ခုနှစ်ကျင်းမြောက်ဆွေးနွေးပွဲရဲ့ခုနှစ်ကျင်းမြောက်နေ့မှာကြံခဲ့တဲ့အချက်အားလုံးသဘောတူတာဖြစ်တဲ့အတွက် အခန်းခွန်တခန်းအပိုင်ပေါင်း33ပိုင်းနဲ့အပိုင်ငယ်ပေါင်း86ခုပါဝင်တဲ့ NCA စာချုပ်ကြီးကိုကျွန်တော်သဘောတူညီခဲ့ပြီးဖြစ်တာကိုကျွန်တော်ပြန်ပြလိုပါတယ်။တော့နှစ်ဖက်ကောင်းဆောင်တွေရဲ့ဟိုသဘောတူဆုံးဖြတ်ချက်အရာဒီနေ့ဆွေးနွေးပြီးတဲ့အကုံသဘောတူတာတွေကိုလက်ဖြန်မနေ့10နိုင်မှာနှစ်ဖက်ကိုယ်တိုင်အဖွဲ့ပြန်တွေ့ပါမယ်။သဘောတူထားတဲ့အချက်တွေအားလုံးကိုပြန်ပြီးတော့ကျွန်တော်တို့ clarify လုပ်မယ်ဆွေးပတ်တန်းတွေပြန်ကြည့်ပြီးရင် လက်ဖြန်မှာကျွန်တော်တို့ဒီသဘောတူညီချက်ကိုပနာမပေါ့နော်ခေါင်းဆောင်ကြီးအစ်စ်မှာကျွန်တော်တို့သဘောတူညီချက်ကိုချမ်းပေါ့နော်ဒီမှာတူညီထားကြောင်းကိုကျွန်တော်လက်မှတ်ရေးထိုးပါတနင်္ဂနွေနေ့ပြည်ကရဲစဲစာချုပ်မူကျန်း NCA မှာပါတဲ့အချက်အလုံးသဘောတူညီမှုရရှိသွားပြီဖြစ်တဲ့အတွက်စာချုပ်မှာလက်မှတ်ရေးထိုးနိုင်ဖို့တိုင်းရဘက်ကတိုင်းနာထိပ်သီးညီငံခေါ်ယူပြီးမှအဆုံးပြတ်ပေးနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့အဆင့် NCCT နဲ့ UPWC အဆင့်မှာတော့အားလုံးသဘောတူညီမှုရသွားပြီ ဒါပေမဲ့နည်းနည်းတော့ပြောအောင်မယ်ဒီတနိုင်ငံလုံးအပြစ်ခတ်ရဆက်ရေးလက်မှတ်ထိုးဖို့အဆင့်ဆိုတဲ့ဟာမှာကျွန်တော်တို့ NCCT အဆင့်နဲ့အဆုံးပြပေးလို့မရသေးဘူးကြာကျွန်တော်တို့ကအဖွဲ့ပေါင်းစုံရဲ့ထိပ်သီးခေါင်းဆောင်တွေကိုထိတ်ခေါ်ပြီးတော့မှအစည်းအဝေးလုပ်ရမယ်အဲ့ဒါမှတင်ပြရမယ်သူတို့ကနေပြီးတော့မှအဆုံးပြပေးရမယ်သူတို့ဥပမာသူတို့ပြင်ချင်တာဖြည့်ဆွတ်ချင်တာရှိကောင်းရှိနိုင်မှာပေါ့ဗျာနော် အဲသူတို့ရဲ့တင်ပြမှုတွေနဲ့တစ်ဖက်ကသူတို့ရဲ့အတီးပြမှုကိုရပြီးတော့မှတရားဝင်သူတို့ကိုယ်တိုင်လက်မှတ်ထိုးဖို့ဖြစ်ပါတယ်အဲ့ဒါလိုရည်ရွယ်ထားပါတယ်နော်တနိုင်ငံတော်ပြည်ကရဲ့စေစာတို့ NCA လက်မှတ်ရေးထိုးတဲ့အခါမှာအတိတ်တည်းအဖြစ်ဘယ်လိုတွေပေါ်မလဲဆိုတာကိုတော့ဆက်လက်ဆွေးနွေးရအောင်မယ်လို့ဆိုပါတယ်ငင်းကြံရေးဆွေးနွေးနေတဲ့ကာလပတ်မှာပဲကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တွေမှာရေပြည်ကဝင်ကပါတိုက်ဝဲတွေပြန်လည်ဖြစ်ပွားခဲ့ပါတယ်ကျွန်တော်မျိုးစော်လေးမှာ